ားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့ single မနာဖြစ်လို့တန်ဖိုးမထားပဲဖောက်ပြန်နေတဲ့ user ကြောင့်စိတ်ဆင်းရဲနေရတဲ့အမျိုးသမီးရဲ့ဘဝအကြောင်းလေးကိုဝင်ပြလာတဲ့အတိရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာ သူအသက်40ရှိရဲ့ single mom ပေါ့နော် single mom ကိုအာသူ့ချက်အများကြီးငယ်တဲ့ကောင်းလေးနဲ့ပတ်သက်မိတယ်ပေါ့အဲ့မှာနောက်အဲ့ကောင်းလေးကနေပြီးတော့သူ့ညာပြီးတော့အစတော့အကောင်းပေါ့နောက်ပိုင်းညာပြီးတော့သူ့ရဲ့ကောင်းလေးကသူ့ EX နဲ့ပြန်ဆက်သွဲ EX နဲ့အဲ့လို key တွေသွားတာကိုသူတိသွားတဲ့အခါကျတော့သူကဖြတ်မယ်ဆိုရလဲဟိုကမဖြတ်ပေးဘူးတဲ့အဲ့တော့ကိုကောင်မလေးနဲ့လည်းမပြတ်ဘူးပေါ့နော်အဲ့တော့သွားပြီးတော့အဲ့ EX ရဲ့ကောင်းမလေးကိုသွားတွေ့တယ်တဲ့တွေ့တဲ့အခါမှာ ဲ့ကောင်မလေးကဘာပြောလဲဆိုတော့ဟိုအားတဲ့အာ तू ကဒီကောင်လေးကိုပေါ့နော် तू ဆက်သွယ်ခြင်းနဲ့ဆိုရင်ဒီကောင်လေးကအမြဲတမ်းစင်နေရှိတယ်အဲ့တော့ तू က तू ထားခဲ့ခြင်းလဲဒီကောင်လေးကအမြဲတမ်းသူ့အမြဲတမ်းစောက်တယ်ပေါ့နော်အဲ့လိုနေပြောတော့ကောင်လေးနဲ့ပြဿနာတက်ကြတယ်ပေါ့ကွယ်အသက်40အရွယ်ရှိတဲ့ကလေးရဲ့အမေကအမနိုင်ပြောရင်ဘာဖြစ်လို့ကိုနဲ့ပတ်သက်တဲ့ကောင်လေးရဲ့ ကောင်းမလေးကိုတတွေ့ရတာလေပေါ့နော်ဒါပေမဲ့ကျမတို့တွေကလေအမျိုးသမီးတွေမှာချူတော့မတူတဲ့အမြင်တွေအများကြီးရှိတယ်ပေါ့နော်ကျမအမျိုးသမီးတွေအပြစ်ပြောတာမဟုတ်ဘူးအိမ်တော်ရေးကံဆိုတာကဒီတယောက်နဲ့အဆင်မပြေဘူးကွဲပြီဆိုရင်နောက်တယောက်လည်းအဆင်မပြေနိုင်ဘူးသိလားအဲ့ဒါဘာမှမဟုတ်ဘူးပထမတစ်ယောက်နဲ့အဆင်ပြေပဲနောက်တစ်ယောက်မှကိုယ်တကယ်ချစ်ပြတယ်ချစ်တယ်ဆိုတာကိုပတ်ယုံကြည်မိရင် ကျမအမြင်ပြောရရင်တော့အဲ့ဒါအုံနောက်ကြက်ပြပြတာလို့ပဲပြောအောင်ပါပဲတိလာတကယ်တမ်းချစ်ပြတယ်ချစ်ပေးတယ်ချစ်တာကိုအရန်ချစ်အခံရတယ်ဆိုတာတွေရလေအပြိုလေးတွေဆိုရင်တော့ကျမမပြောဘူးနော်အိန် single mom အနေနဲ့အဲ့လိုမျိုးကြီးချစ်ပြတယ်ချစ်ပေးတယ်ဆိုတာကျမယုံမှုရဲ့ကလေးအမေကိုလူပြိုလေးတယောက်ကချစ်တယ်ဆိုတာကလည်း ရှိကောင်းရှိမယ်တတော်ရှာမယ်ကိစ္စသီလားလူတွေကလူတတော်များများပေါ့နော်ကျမယောက်ျားတိုင်းကိုမပြောဘူးလူတတော်များများမိန်းမတတော်များများယောက်ျားတတော်များများတယောက်နဲ့တယောက်ပတ်သက်ကြတယ်ဆိုတာကကလေးမေကိုမှချစ်ပေးတယ်ဖူးမှုတ်ပေးတယ်အဲ့ဒါဆိုရင်တကယ်တမ်းညီမလေးရယ်ညီမလေးကိုတကယ်တမ်း ဟိုစင်ငါမမ်းမသိရတာနဲ့သူချစ်ပေးတယ်ဆိုရင်သူ EX နဲ့ဘာလို့ညီမလို့လိန်ညာပြီးခီးသွားစရာတို့သူ EX ကပြန်လာလို့ဆက်သွဲတော့လက်ခံပတ်သက်စရာတို့ဘာရှိမှာတော့အဲ့တော့ညီမလေးကဘာလို့မုန်းချက်နေရတော့ဘာလို့တိခါစရာရှိတော့အာကျမသာဆိုတော့တိမခံဘူးပြီးတော့ကျမကလည်းအဲ့လိုမျိုးအဲ့လိုမျိုးကိုထက်ငယ်တယ်မှန်တယ်ကိုထက်ငယ်တဲ့ဟိုချစ်သူတယောက်ကျမမှာရှိပါတယ် ကျွန်မလည်းဒီလိုမျိုးဒီလိုမျိုးယောက်ျားရင်းနဲ့လုံးဝအရန်ယိုကင်းရှင်းပြီးတော့တခါကြီးကျယ်ခမ်းနားနေရလိမ့်မယ်မဟုတ်ဘူးကျွန်မကိုလည်းချစ်ပေးမဲ့ချစ်တဲ့သူရှိပါတယ်ဒါပေမဲ့ကျွန်မအကိုအကန့်နဲ့ကိုနေတာအဲ့လိုမျိုးကျွန်မကောင်လေးဆိုရင်အော်ဘာ EX မှလည်းမရှိအဲ့လိုမရှိရတော့မှကျွန်မကတော်တော်အဆင်မပြေဘူးကြည့်လို့မရအောင်စောက်ချိုးတွေမကြိုက်တာအဲ့တော့ကျွန်မကိုအကန့်နဲ့ကိုနေတယ်ကိုပေါင်နဲ့ကိုနေတယ်ကိုနေရကိုနေတယ်ပြန်ပြီးတော့ဟို သူရဲ့ခြေစုကျွေးမတရားနေရဗျာတည်လားအော်နေနိုင်စူးစားရပေါ့နော်ဒါဒါနေနိုင်စူးစားရဆိုတာလည်းစူးစားနိုင်တဲ့အခြေအနေအချိန်ခါအခွင့်အရေးတွေလည်းကိုယ်စီမှာရှိလို့ပါပြောချင်တာက single man ဖြစ်ပြီးမှတော့နောက်ထပ်ဒီလိုချစ်ခံဖို့တကယ်ချစ်တဲ့တေချာပြီးကိုကဒီလိုကိုထပ်ယူဖို့ဆိုရင်တစ်ခုလက်ကနေတစ်ခုလက်ဖြစ်ပါမယ်အဲ့ဒီတစ်ခုလက်ဖြစ်ပြီးတော့မှနောက်ထပ်တစ်ခါထပ်ယူမယ်ဆိုရင်လည်းသုံးခုလက်ဖြစ်ပါလိမ့်မယ် ။သုံးခုလက်ကနေပြီးတော့မုတ်သေးပေါက်ချစ်တဲ့လူတကယ်ရှိလာမှ right person နဲ့တွေ့ပြီးဆိုပြီးထက်ယူလို့ရှိရင်တော့၄ခုလက်ဖြစ်ပါလိမ့်မယ်။အဲ့ဒီတော့အမအနေနဲ့ညီမလေးကိုပြောရလို့ရှိရင်မူကျက်ဆရာကြောင့်လည်းမရှိဘူးကိုလို့အမယ်လို့ကိုလို့အမယ်ကိုဘွားကိုကိုဘလို့ရှောက်မယ်ကိုတည်တယ်ကိုမှ single man ဖြစ်တဲ့တဲ့ကြောင့်သားသမီးရှိတယ်ကိုသားသမီးကိုဘလို့ပြုစုပြောထောက်မလဲဆိုတာကိုအရင်ဦးစားပေးစဉ်းစားရပါမယ်ချစ်တယ်ဆိုတော့တကယ်တော့လုံးဝမရှိပါဘူးအမကတော့ချစ်တယ်ဆိုတာမယုံပါဘူးချစ်ချင်းမြတ်တာနဲ့မြတ်တာနဲ့တန်ရုံးစင်ကိုပဲအမကလက်ခံပါတယ်ဒါတော့မှရာနှုန်းပြည့်လက်မခံပါဘူးသားသမီးကိုချစ်တဲ့ချစ်ကတော့ရာနှုန်း ကျမအဖေနဲ့ကျမမျက်လုံးချင်းအပေါက်မှာစုံပြီးရဲ့နောက်ပိုင်းအဆိုင်ကျမတပတ်လောက်ငြိမ်ကြသွားတာဘာလို့လဲဆိုတော့လေအော်ကိုနှစ်ရွယ်အတွေ့အကြုံဘာလဲတည်လားငါနည်းနည်းငြိမ်မရမယ်ဆိုတော့အုံနောက်လေးတော့ရှိတာတည်လားကျမလေးငြိမ်ကြသွားပြီးတော့အဲ့မှာဘာဘာပြောချင်လဲဆိုတော့ဒီတပိုင်းကပြောမှာဖုန်ကြီးစွန့်ကြိုက်ကိုစွန့်လုံးတဲ့အချိန်မှာကျမဖုန်ဖုန်မတိအောင်ကျမဟင်းနေအမြဲတမ်းနိုင်နိုင်စားမိတယ်ပေါ့နော်ကြိုပြီးတော့အဲ့နဲ့အဲ့ဒီဖုံဖုံဆုံးကန်ကြွားတဲ့စနေနေ့ရောက်လာရောရောက်လာအဲ့နေကဘာလဲဆိုတော့အဖွားကဘာချက်ထားလဲဆိုတော့လေ ဟင်းကောင်းတော့မဟုတ်သီလားဟိုဂေါဘီကျော်ရဲ့ဂေါဘီကျော်လေးကတကြိုက်အဲ့နေရတော့နည်းနည်းနှစ်မျိုးဖြစ်သွားတယ်ဟင်းကနောက်တစ်မျိုးကကြတော့ဘာလေးလဲမသိဘူးအသားတော့အသားလေးပဲအဲအမဲသားလေးလားမသိဘူးကွာအဲအဖေတို့မေတို့ကအမဲဝက်သားတွေပဲငငယ်တွေကကျမတို့ကျွေးလေကျွေးတာမရှိဘူးတော်တော်ရှားတယ်ပေါ့နော်အမဲသားဟင်းလေးလားမသိဘူးအဲ့အတုံးသေးသေးလေးနဲ့ခရမ်းညီလေးနဲ့ချက်ထားတာရယ်ဂေါဘီကျောက်ကျော်လေးရယ်နှစ်ကြိုက်ဆို ကျမကကြည့်လိုက်တဲ့ခါကျကျမအသားမစားချင်ဘူးအသားမစားချင်တော့ကျမဘာလဲဆိုတော့အဲဂုဘီကျုံကျမနှိုက်စားတာပေါ့နော်နှိုက်စားပြီးထုံးစံတိုင်းပေါ့ဂျိုက်ကလေးကိုနည်းပြန်လှုပ်တယ်လှုပ်မှ तू ကကျမနှိုက်ထားတဲ့နေရာမှာအကွက်ကြီးမကြံမင်းနဲ့ तू ကပုံမလေးပြန်ပြေးမှာမဟုတ်လားအဲ့ဒါနဲ့ကျမကနေပြီးတော့အဲ့လိုလေးဟိုပြန်ဖြည့်ပြီးတော့ပြန်ဖြည့်ပြီးတော့ဖုံဖုံဆုံးကကြလဲကြအမေကနေဟဲ့ဒီနေ့တော့ခေါင်းကြီးမရေမိမိရေခဏစားအောင်ဖုံဖုံဟိုပေါ့ဟိုဟာဖြစ်မယ်စွန်းလောက်မယ်ဆိုတော့အမေရတယ်မိမိလောက်ပါ ကန်းဆိုးချင်တော့အဲ့နေရာကန်းဆိုးချင်တဲ့ခါကျတော့အမေကြီးကလည်းအနောက်ကနေဆင်းလာတယ်ကဲကဲပေးတဲ့မိမိတကြိုက်ကင်ပေါ့နော်ကျမကဂေါ်ပြီးကြော်ကြိုက်လေးကင်ကင်ပြီးအဖွားတော့အသားဟင်းကြိုက်လေးကိုလောင်းလဲလောင်းဖုံဖုံကနေဘာပြောလဲဆိုတော့ဒကာမကြီးတဲ့ဆွန်းဆင်းမလောင်းတာတဲ့နှစ်ခါသုံးခါလောက်ရှိပြီနော်တဲ့အဲ့ဒါဆိုအတင်မဖျားတဲ့အဖွားကပြောအမေကြီးကပြောတော့ပေါ့နော်အဲ့ဒါတဲ့ဒကာမကြီးတဲ့ဒကာဒကာမကြီးကမြည်လေးလာတဲ့ဟုတ်တယ်အော်ဒါဆိုရင်ဘူကြီးသမီးလေးပေါ့တဲ့ဟုတ်ပါတယ်ဆိုတော့အဲ့ဒါအတော်ပဲဒီနေ့ဒကာမကြီးကိုတဲ့တွေ့ချင်နေတာတဲ့ အာတင်မဖះပေါ့နော်အဖွားအမေကြီးကပြောတာပေါ့မဖြစ်လို့လေဖះဆိုတော့နွေရတီကြောင်းပိတ်ရက်ကိုခလေးတွေကိုတဲ့ဒကာမကြီးမီးလေးတွေဘာလို့ဒီအိမ်ထားတာလဲတဲ့ဘိုးကြီးမီးတမီးလေးကိုတဲ့ရင်ကျေးလိမ်မှာပို့လိုက်ပါတဲ့အဲ့တော့ဖုံးဖုံးကလည်းဒီနေ့တဲ့တက်ကဒီဘိုးကြီးနဲ့တွေ့ပြီးတော့တဲ့တက်ကခလေးတွေရင်ကျေးလိမ်မှာတင်နှန်းတက်ချင်တဲ့ခလေးတွေအတွက်ရင်ကျေးလိမ်မှာတင်နှန်းဖွင့်မိမယ်ဆိုတဲ့အကြောင်းပြောမလို့တဲ့ဘယ်တော့ပြောမလဲဆိုတော့သူကဧပြီလတည့်ရက်နေ့ပြောမယ်တဲ့ဆယ်ရက်ပါပဲဒါဆိုအမေကြီးကသဘောကြီးကြတာပေါ့ သူ့မိခေါင်းကြီးမကိုယင်ကျေးလေးမှတင်တဲ့ပုတ်ချင်တာလေသိရမလားနဲ့ကျမကလေဩဖုံဖုံပါဗောငါဟင်းခိုးစားတာရိတ်မိရဲ့သဘောဒါကြောင့်မလို့ तू ငါ့ကိုပညာပြမှာမလို့ तू ကငါအဖေတော်မှသွားပြီးတော့ဖုံဖုံကနေသွားပြီးယင်ကျေးလေးမှတင်တဲ့ပို့ဖို့ပပြောမယ်ဒီနေ့ပြောမယ်ဆိုပဲစိတ်ထဲကတော့ကြလိကြလိနေဗောနော် ရင်ကြီးနေမှာတင်နေဘာခက်လို့လဲကျမအိမ်မှာလဲကျမတို့အဖေကကျမတို့ဖះရှုပ်ခိုးခိုင်းနေအာဒါရဏပြေးစကြက်ခိုင်းနေဓမ္မစစ်တာစကြက်ခိုင်းနေသူ့အပိုက်တယ်သူလေတခါကြက်လို့ရှိစေချောင်းွယ်စေချောင်းကြက်ခိုင်းနေအဲ့ဒါအချိန်9ရက်ဆို9ရက်တပတ်ဆိုတပတ်10ရက်ဆို10ရက်ပြေးဒါကြီးကြက်နေကျမတို့သိပြီးသားကိုးနေရမှာကျမတို့ကောင်းကောင်းသိရအဲ့ဒါဘာရင်ကြီးနေမှာတင်နေပို့မှာလဲကျမတို့မယုံမသိမလေးစားလဲဘာမှမရှိဘူးဒါတော့ကိုယ်စိတ်ထဲကပြောနေရစကားဖုံးမွားကျမကိုကြည့်ပြီးဟိုဟာပေါ့ဟမ်ပါပါကြည့်ပြီးတော့ပြုံးသွားတာပေါ့နော်တွေးမယ်ပေါ့อืมဒီကလေးတွေတွေးတော့မယ်ပေါ့ငါနဲ့ဖုန်းကြီးနဲ့တွေးမယ်ပေါ့ဆို စိတ်ထဲကကြလိကြလိနေတယ်လားအဲ့ဒါနဲ့အမေကြီးကလည်းဝန်းနေတာတော့အဲ့အတော်ပဲပေါ့အခုအဲ့ကျမတို့အခုဖုံဖုံဆွန်းလောင်းတဲ့ရက်ကမက်လာကြီးပေါ့အရန်ပူတဲ့ချိန်ကြီးအဲ့ဒါမှာအဲ့ဒီအဲ့ဒီခစ်ကတိုက်တိုက်ဆက်ဆိုင်ကျမတို့ ိုနေတဲ့အိမ်ရဲ့အရှိမမြင်းနီလန်းလေးရဲ့မြက်မြက်မြက်တင်တဲ့နေရာလေးရှိတယ်ကွာအဲ့မှာနောက်နေမနေ့မှာဗာလဲဆိုတော့အဲ့မှာလူတွေရိုးရိုးရိုးရောက်လာတယ်ပြီးတော့ဟိုအပြားကြီးထိုးတာတွေရောဟိုအချောင်းထိုးတာတွေရောဆိုတော့ဓာတ်ရှင်ရိုက်ဖက်ပေါ့နော်ဓာတ်ရှင်ရဲ့ပုံစံမျိုးလာတော့အာကျမလည်းကျမတငယ်ချင်အိမ်ကလှန်ချင်ဟဲ့ဗာလီလဲပေါ့နော်ဘယ်ဟုတ်မလဲအဲ့အဲ့တော့ကရုပ်ရှင်မင်းသမီးဆွတ်ဆွတ်ထိုက်ဆွေစင်ထိုက်ကျမတို့ဆွတ်ဆွတ်ထိုက်ပဲခေါ်တယ်ဆွေစင်ထိုက်ကနေကလင်ဒါလာရိုက်တာလိုက်တာဘယ်လိုရလဲဆိုတော့ तू ကမှတ်မှတ်ရကျမမှတ်မိတဲ့လောက်ကတော့မြင်းကြီးပါတယ်ပြီးတော့ဟိုပါပေါ့ ဟိုအထီးလေးစောင်းပြီးတော့မြင်းကအနောက်မှာပေါ့နော်။ तू ကတော့မြင်းရဲ့အရှိမရက်ပြီးတော့ထီးလေးစောင်းပြီးအဲ့လိုလေးပေါ့မခုတ်တွေ့ရလေးနဲ့အဲ့လိုကလင်နာရိုက်ဖို့ဆိုပြီးလူတွေရောက်နေကြတာမနေ့ရှင်းနိုင်တော့ခင်ဗျ။အဲ့ဒီမှာဆင်းနေသူကဆင်းနေအဲ့ဒီကင်မရာသမားတွေကင်မရာကြီးကလည်း၄တောက်အကြီးလိုပဲအတုံးကြီးတွေနဲ့အဲ့လိုဆိုဟာကိုကလည်းဟိုပိတ်ကားပေါ်မှာသာကျမတို့ကရုပ်ရှင်ကြည့်ဘူးတာလေ။အခုယောမင်းသမီးဆွတ်ဆွတ်ထိုက်ကိုကျမတို့အပြင်မှာမြင်ရမယ်ဆိုကျမတို့သိလို့တော့မဟုတ်ဘူးဒါပေမဲ့ဟိုကလေးဆိုသိရမလားဟာအတော်ပဲပေါ့ငါတို့အိမ်ရှိမှာ ဘာမှဖြစ်ဘူးတငယ်ချင်းနဲ့ကျွန်မငါတို့ဒီနေ့မဆုံဘူးဒီရုပ်ရှင်ရိုက်တာကိုငါတို့ရအောင်ကြည့်မယ်အဲ့ဒါတငယ်ချင်းနဲ့အိမ်ပြန်တယ်သူခွေးချေဖို့သူသွားဆွဲလာတယ်ကျွန်မကလည်းအိမ်မော်တက်တယ်အိမ်မော်တက်ပြီးတော့ခွေးချေဖို့ဆွဲလာတယ်ဆွဲပြီးတော့အဲ့ဒီရိုက်မဲ့အိမ်ရှိရဲ့ညာဘက်မှာဟိုညောင်မင်းကြီးလဲနေညောင်မင်းကြီးရှိတယ်ညောင်မင်းကြီးနဲ့ကဲ့ရဲ့မှာဗရောက်ပင်ကြီးရှိတယ်။အဲ့ဒီဗရောက်ပင်မှာအရိတ်တွေရတယ်ပေါ့နော်။အရိတ်အရိတ်ဗရောက်ပင်ကအရိတ်ရတော့အဲ့ဒီဗရောက်ပင်အောက်မှာကျမတို့၈နိုင်ခွဲလောက်ခရရဘာလို့လဲဆိုတော့တခါတည်းမလေးနေရာဥပိသား 那季节呢？咱们买面膜来管它。